ပြအားလုံးပဲမင်္ဂလာပါတော့ဒီနေ့ကကျွန်တော်ဒေသတိစာကြည့်အောင်နော်အဲဆိုရင်ဒေသတိဟိုကျွန်တော်စာပြီးတော့ကြည့်ရအောင်โอเคဒေသတိမှာကျွန်တော်ဘာတင်ရမလဲဆိုတော့ဒီနေ့ကဟိရာကနာစာစာရမယ်နေပေါ့နော်ရောမကြီးနဲ့အကုန်လုံးကပြီးသွားပြီဆိုတော့ဟိရာကနာနဲ့စာမယ်ဟိရာကနာနဲ့စတဲ့ခါကျတော့ကျွန်တော်သင်ထားသလိုမျိုးပဲ own ခုနှစ်မျိုးကိုခြေခံပြီးတော့အဲဂျပန်လက်ရေးနဲ့တောင်းပါပေါ့နော်အဲဆိုရင်ဟိရာကနာစပြီးတော့ကြည့်အောင်ပထမဦးဆုံးနံပါတ်1ကစာရင်းဝန်းနေနဲ့တောင်းပါ စင်းယုံဆိုတော့ဂျပန်ပြည်ကိုပြောရှင်တဲ့အခါကျတော့ဘုရောဆိုရင်ကျွန်တော်ဂျပန်ပြည်ကိုရာမန်ဂျီနဲ့ရေးထားတဲ့အခါကျတော့ဒီတစ်ခေါက်ကဟီလာကနာနဲ့ရေးရေးရမှာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ရေးပြထားတာက46လောက်အကုန်ပဲဟုတ်ပြီနော်အဲ့ဆိုရင်ဒါကိုအကုန်လုံးတစ်နေ့လုံးတော့လေ့ကြည့်လို့မဖြစ်နိုင်ဘူးလေနော်အဲ့တော့တစ်နေ့ကို15လုံးလုံးပဲသွားမယ်နော်โอเคအဲ့ဆိုရင်ပထမဆုံးစာဒါစာတန်းတန်းကိုကြည့်ရအောင်ပထမဆုံးတန်းတန်းကဘာကိုအဓိကပေါင်းမလဲဆိုတော့ a e u a o r e u a o โอเคကြည့်မယ်เนาะဇာလုံးဇာလုံးကိုပြန်ကြည့်မယ်เนาะ r e u a o ရပြီเนาะအဲ့ဆိုရပြီဆိုတော့ဒီငါးလုံးကိုကျွန်တော်ရေးပုံရေးနည်းကိုအချက်တော့ပြန်ကြည့်အောင်โอเคရေးတဲ့ပုံစံကဘယ်လိုရေးရမလဲဆိုတော့ကျွန်တော်ဗီဒီယိုဗီဒီယိုနဲ့ share လုပ်ပေးမယ်เนาะခဏလေးเนาะโอเคကြည့်အောင်စာမယ်เนาะတခြားကြည့်ပေးเนาะရေးတဲ့ပုံစံကိုလေပါမှာဆိုလို့ဟဲ့အာ あ、あ、い、い、い、う、う、う、え、え、 ရတယ်နော်ငားလုံးရတယ်နော်ရပြီဆိုရင်ပြန်တော့တစ်ခေါက်ပြန်ကြည့်ပြီနော်နောက်တစ်ခေါက်ပြန်ကြည့်ပြီโอเคအာအားလေးစားပဲနော်ခဏလေးအာโอเคအာအာอีอี နားလုံးရပြီเนาะအဲ့ဆိုရင်နားလုံးရပြီဆိုတော့အဲခုနနေရာပြန်သွားခြင်းပဲเนาะဟဲ့အဲ့နားလုံးရပြီဆိုတော့ကျွန်တော်အခုအဲဘယ်လိုပြောမလဲဝါဟာရနားလုံးပေါ့ဗောနော်အဲ့လိုမျိုးဆက်ပြီးတော့သွားခြင်းလဲဆိုတော့ဒီမှာနံပါတ်1ကလည်း9အထိကျွန်တော်ရေးရေးပေးထားတယ်အဲ A နဲ့ I နဲ့ရေးတဲ့အခါကျတော့အားလုံးကဘာရေးရမလဲဆိုတော့ A နေရာမှာအာဟိရင်္ဂနာနဲ့ရေးပေးရမယ် ဟုတ်တယ်နော်ကျွန်တော်က promoji နဲ့ရေးထားတယ်အားလုံးကဟိရာကနနဲ့ရေးရမှာဆိုတော့ a နဲ့ i နဲ့ကိုဘေးနံပါတ်ရေးမယ်ဒီနေရာမှာကျွန်တော်ခြံထားတယ်နော်အားရေး e ရေး okay ရေးမယ်နော်အား e okay နောက်တစ်လုံးကနံပါတ်2က i နဲ့ e ဆိုတော့ e a e a နောက်တစ်လုံးနံပါတ်3က u နဲ့ e ဆိုတော့ u a u a နောက်တော့နံပါတ်4ကကျတော့ i i e ဆိုတော့ e e a သွားတာပဲနော် e နှလုံးရေးမယ် p a နှလုံးရေးမယ် okay နံပါတ်5ကကျတော့ r o e r o e r a o e e ရေးပြရမယ် okay ဒါပြီးတော့ညောင်းပြီးဆိုရင်ကျွန်တော်တို့အဖြေတိုက်ဆန်းခြင်းမယ်ကျွန်တော်တို့เนาะရေးပြရင်ပေါ့เนาะရင်ရေးပြเนาะရေးပြရင်တော့အဖြေတိုက်မယ်ဆိုတော့ r a e e okay မှန်လားမသိ i ဘယ်လိုတန်းလဲဆို i i ာ IE ဆိုတာအကအချစ်ကိုပြောချင်တာတနည်းအားဖြင့်ချစ်ချင်းမေတ္တာတွေပါတယ်ပေါ့နော်။ Okay အဲ့ဒါကဂျပန်စာအစောင်းနော်။ Okay IE Okay နောက်တစ်ခုက E A မန်နော်မန်နဟုတ်ရေးတာ E A E A ဆိုတာကအိမ်ကိုပြောချင်တာဟုတ်ပြီနော်။နောက်တစ်ခုက U A U A ဆိုတာကအပေါ်ဥပမာ DBC ကဒီခုံရအပေါ်မှာထားရတဲ့အပေါ် Okay နောက်တစ်ခုက IIE ဆိုတာ EE A ကိုအတန်ထွက်ကအတန်ထွက်တဲ့အခါကျရင်ဘယ်လိုထွက်ရမလဲဆိုတော့ E A EA okay no ပြန်ပြန်ပြောမယ်နော် EA okay အဲ့ဒါနဲ့အတန်းထွက်ပေးရမယ်နောက်တစ်ခုက EA ရဲ့အသိပေးကမဟုတ်ပါဘူးလို့တိတ်ကငင်းလိုက်ပြီဆိုတဲ့အသိပေးဥပမာကျွန်တော်တို့မငင်းမနေဟုတ်ကဲ့ဟုတ်တယ်ဆိုရင် height နဲ့သွားမယ်ဟုတ်တယ်နော်ဒါတော့သိပြီးသားပါအဲ့တော့နောက်တစ်ခုကနံပါတ်5က ROE 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 ဘယ်လိုတန်းထွက်လဲ ROE ROE ဆိုတာကအပြာရောင်ကိုပြောချင်တာ โอเคเนาะအဲ့တော့ဆိုရင်ဒီငါးလုံးကိုကျွန်တော်တို့လေ့လာရင်နေ့တခါတခါတည်းဝါရအကိုငဘောဟာငါးလုံးရသွားမှာပေါ့လीเนาะအဲ့တော့ပြန်ပြောမယ်เนาะနံပါတ်1 i နံပါတ်2က e ရဲ့နံပါတ်3က u ရဲ့နံပါတ်4က e ရဲ့ e ရဲ့နံပါတ်5က r e r e โอเคအဲ့ဆိုရင်ဘောဟာအာငါးလုံးရသွားမှာပြီးငါးလုံးရသွားမှာအဲ့ဆိုရင်နောက်ငါးလုံးဆက်ကြည့်အောင်နောက်ငါးလုံးကဘာလာမှာလဲဆိုတော့ခ line ခ ခီခုခဲခော့โอเคပြန်ပြောမယ်နော်ခါခီခုခဲခော့ခါခီခုခဲခော့โอเคဒီငါးလုံးကိုတစ်ချက်နောက်တစ်ခေါက်ပြန်ကြည့်မယ်ခါခီခုခဲခော့โอเคရပြီနော်အဲဆိုရင်ဆွေးပုံဆွေးနည်းကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြအောင်โอเคဆွေးပုံဆွေးနည်းကခုနဗီဒီယိုကိုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်โอเคရပြီနော်ကြည့်အောင်ခါခါ ခခခခခအဲ့နေရာမှာခိနေရာမှာခုနသူဆွဲသွားတာကဒီမှာမြင်းပင်နဲ့ចောင်းဆွဲပြီးတော့တခါတည်းမဆက်ပဲနဲ့ဖြတ်လိုက်တာဟုတ်တချက်ဖြတ်ပြီးမှအောက်ကဒီလိုဝိုက်လိုက်တာအဲ့လိုလဲမှန်တယ်လို့ဒီဘက်ဘေးနားမှာညဘယ်ဘက်ဘယ်ဘက်ချက်မှာပေးထားတဲ့ဒီစာလုံးထဲမှာလည်း အလားလည်းမှန်တယ်အတူတူပဲနှစ်ခုစလုံးရေးလို့ရတယ်နော်ဆိုရင်ကိုစမ်းပြန်ပြောမယ်နော်ဒီမှာပြန်ပြမယ် key image key okay သူမဆက်ပဲနဲ့အောက်မှာဖြတ်လိုက်တာတွေ့လားအာ okay တူတူပဲနော်ဟုတ်လားခုခု okay ခုခုခု ke 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 ko 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 然后再靠边边。卡卡，OK。卡。き、き、き、く、く、く、け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  ဆိုရင်နားလုံးပြန်ရသွားပြီဆိုတော့ခုနနေရာကိုပြန်သွားမယ်ခုနနေရာပြန်သွားပြီးတော့ဟဲ့အဲဆိုရင်အောက်ကခုနပုံစံလိုမျိုးပဲနားလုံးစပြန်ပြီးတော့လေ့ကြည့်မယ်โอเคနားလုံးကဘာလာမလဲဆိုတော့နံပါတ်1မှာကခရေအိုရေโอเคရေးမယ်နော်အဲ့တော့အားလုံးကဘာနဲ့ရေးရမလဲဆိုတော့ဟီယာကနာနဲ့ရေးပြရမယ်โอเคခရေအိုရေးရေးမယ်နော်နံပါတ်1ခโอเคနံပါတ်2ကเอคีနံပါတ်1က e ki okey number 2 ki ku ki ku number 3 i ke i ke number 5 ka ko e ko e okey la pi no so j o na a p h i j mai n o k y k a o um mai nam dai kha o okey k a o t s n a ka yan o buean k a o okey na ko ka ki လို့တန်းထားလိုက်အခိအခိအခိဆိုတာဘူလားโอเคယထာဘူလားတယ်နော်ဒါကခုကခိခုခိခုနားထောင်ဒီโอเคနားထောင်ဒီအဲ့ EK EK ရေကန် EK ဆိုတာကရေကန်ကိုပြောချင်တာအဲ့တော့ခေါ်အခေါ်အဆိုတာကအသက်ရှိတန်တွေပြောချင်တာဟုတ်ပြီနော်အသက်ရှိတန်တွေကခေါ်အဆိုပြီးတော့တန်ထပ်ပေးရမယ်အဲ့ဆိုရင်ဒါနားလုံးဆက်ပြီးတော့ရပါမယ်အဲ့ဆိုရင်ပြန်ပြောကြည့်မယ်နော် ခေါ့မျက်နှာအခိပူရာခိကုနာထောင်သည်အခေယေကံခွဲအတန်တရှိအတန်လူတန်နေပေါ့နော်โอเคပြန်ပြောမယ်နော်ခေါ့အခိခိကုအခေခွဲโอเคအဲ့ဆိုရင်ရပြီဆိုတော့စေလုံးရသွားမယ်โอเคနော်အာအီဥအေအောအားလုံးတော့တစ်လုံးကခါကီကုခေကော ဟုတ်ပြီ။နှစ်ချောင်းရပြီဆိုတော့10လုံးရပါမယ်။အဲဆိုရင်နောက်9လုံးချန်သေးတယ်။နောက်9လုံးဆက်ပြီးတော့ကျွန်တော်ကြည့်ကြည့်မယ်။ဘာလိုင်းသွားမလဲဆိုတော့စလာမယ်။ဟုတ်ပြီနော်။ခါပေးစလာမှာကိုစာရှိစုဆက်စော့စာရှိစုဆက်စော့။ Okay ရပြီနော်။အဲဆိုရင်ရပြီနော်။ဆွေးချက်ကြည့်ရအောင်။ဆွေးချက်ကကြတော့ခလာလေးကျွန်တော် share လုပ်ပေးမယ်။ Okay ဆွေးချက်ကြည့်မယ်။စာနေတော့မယ်။စာ စစ Okay အဲ့မှာဆွေးချက်ကကြာဒီကြားထဲမှာသူဖြတ်ထားတယ်လာဒီမှာကျတော့တဆက်တယ်တူတူပဲကြိုက်တာဆွေးစင်ပြေတယ်နော်ဟိုက်ကျွန်တော်တို့တိုင်ပင်ဥမာကွန်ပျူတာတိုင်ပင်ရိုက်တဲ့ခါကျရင်ဒီစနဲ့ပဲပေါ်လာပဲဟုတ်ပြီနော်ဒီလိုဖြတ်ပြီးတော့မပေါ်လာဟုတ်ပြီနော်ဆွေးတဲ့ခါကျရင်နော်ဒီလိုမျိုးဆွေးလို့ရတယ်ဆိုတာပြပြတယ် Okay နောက်တစ်လုံး si 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 su si. す、す、せ、せ、せ、そ、そ、そ。OK。Also again, 30 minutes. Sa. Okay. Sa. Sa. し、し、し、す、す、す、せ、せ、せ、そ、そ、 ယ်ရပြီเนาะရပြီဆိုရင်ခုနပုံစံတိုင်းပဲကျွန်တော်တို့ငါးလုံးကိုဆက်ပြီးတော့လေ့လာမယ်အဲငါးလုံးကဘာလာမှာလဲဆိုတော့ဒီတစ်ခေါက်ကအလိုက်ရေးပြီเนาะနံပါတ်1ကခါစာခါရေးစာရေးအားလုံးကဘာလဲရေးရမလဲဆိုတော့သိနေเนาะဟိုက်ခါစာโอเคနောက်နံပါတ်2ကရှိနဲ့အိုရှိအိုโอเคရှိအိုနံပါတ်3ကစုရှိစုရှိစုရှိကိုပြောချင်တာစုရှိโอเคအဲ့နော်နံပါတ်၄က ဆဲ့ရဲ့ခရဲ့အီရဲ့ဟုတ်ပြီနော်ဆဲ့ခအီဆဲ့ခအီโอเคနောက်နောက်နံပါတ်5ကဥနဲ့စော်ဥစော်ဥစော်โอเค โอเคยีปีเยจนเนี่ยดูดูผีได้มั้ยเนาะไอ้อ่ะส่วนผีได้มั้ยสรุปคะเยใส่โอเคมาล่ะคะซะเอาไปเนาะคะซะสว่าทีโอပြောจินน่ะคะซะโอเคชีโอเนาะนัมเบอร์1ก็ชีโอ ရှီယိုရှီယိုပထမတယ်နော်ရှီယိုရှီယိုဆိုတာကစာနောက်တစ်ခုကဆူရှီဒီတိုင်းမယ်နော်ဆူရှီစာဆူရှီစာလဲဆူရှီကိုပြောချင်တာနောက်တစ်ခုကဆက်ရဲခအရဲအီရဲအဲ့တော့အတန်ထွက်တဲ့ခါကျရင်ဆက်ခအီလို့မဟုတ်ဘူးနဲ့ဆက်ကိုင်းဆက်ကိုင်းတို့တန်းဆိုလဲဆက်ကိုင်းဆက်ကိုင်းကဘာကဘာကိုပြောချင်တာဆက်ကိုင်းနောက်တစ်ခုကဥဆော့ဘယ်လိုတန်းထွက်လဲဆိုဥဆော့ဥဆော့စာလိန်ညာမှုအလိန်ညာတွေပြောလာပေါ့ဥဆော့ဟုတ်ပြီနော်အဲ့ဆိုရင်နားလုံး อยากปิสโรอบยันเจ้าไหมเนาะ คาซาทีชิโอซา ซูชิ ซูชิ เซกายกับบาอุโซเลียบุโอเคอยากไหมเนาะอ่ะส่วยิ่งทีนี้อาจจะงานลงยาวิสอสงานลงก็เปลี่ยนเปลีนจีเมส่วนยิเดี๋ยวจะจีบเนาะที่มาอาอีอูเอโอโอเคเนาะงานลงอ่ะคาคีคูเคโคเนาะงานลงอ่ะซา ชิซู ဆက်ဆော့โอเคဟုတ်ပြီเนาะအဲ့ဆိုရင်ဒီငါးလုံးချင်းစီရဲ့ပါတဲ့ဝါဟာရကိုကျွန်တော်ဆက်ပြောပြန်ဖတ်ပေးမယ်เนาะ i အချစ် e a a n u a အပေါ် e ရဲ့မဟုတ်ပါအောင်ဤအပြာရောက်ခေါမျက်နှာအကိဘူရာခိကုနားထောင်သည်ဤကဲရေကန်ခေါ်ရဲ့တရှိတန်ခါစာတီရှိုစာ sushi sushi ဆက်ကိုင်းကဘာဥဆိုလိုင်ညာမှုโอเคရပြီเนาะအဲဆိုရင်ဒီ15လုံးကိုကျွန်တော်တို့အဲရေးပြီးတော့လေ့ကျင့်ပြီเนาะအဲ့ဒါမှရသွားမယ်အဲဆိုရင်ဒီနေ့ကမှတ်ရမှာက hiragana နဲ့ကျွန်တော်တို့စေရင်ရေးလိုက်တာ15လုံးရသွားပြီโอเคဒီ15လုံးပြီးတော့ပါပြီโอเคရရเนาะဒီ15လုံးရသွားပြီအဲဆိုဒီနေ့โอเคအဲဆိုရင်နောက်နေ့ကျရင်เนาะ day 4ကိုကျွန်တော်တို့ set ပြီးတော့ 또하지면은하이아서이제내가달라고봐면은